မင်္ဂလာပါ။အော်ဒီယိုပိုင်းစောင်းတိုင်းမှကြိုဆိုပါရစေ။ဒီခုကမှာတော့ပြင်ကလင်းသတင်းများစင်တာ Facebook ကနေတင်ထားတဲ့2025ခုနှစ်လေးလပိုင်း16ရက်နေ့မှာလှုပ်ခတဲ့ငလင်းများအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။2025ခုနှစ်လေးလပိုင်း16ရက်နေ့တွင်လှုပ်ခတ်ခဲ့သောငလင်းများ၁။ယနေ့မနေ့မြန်မာစံတော်ချိန်တနအီ9မိနစ်ချိန်ရန်ကုန်မြို့မှာအနောက်တောင်ဘက်105မိုင် အေရီတိုင်းဒေသကြီးဖြာပုံတောင်ဘက်ပိုင်း54မိုင်ခန့်ခွာမြမကံယုတ်တန်းလွန်အဒမင်ပင်လက်ကျမ်းမြင်အောက်6မိုင်ကျော်မှပကနေကျု3.4အဆင့်မြင်းကလေးငယ်လှုပ်ရှားသွားပါတယ်နှစ်ကြားပြည်နယ်လွိုင်ကော်မြို့နီးမနက်တနာရီ39မိနစ်မြေအောက်အနက်2မိုင်မှာပကနေကျု2.7အဆင့်ရှိရဲ့မြင်းကလေးငယ်တစ်ခုလှုပ်ခတ်သွားပါတယ်3 တောင်ငူမြို့အနီးအနက်တနားရီ52မိနစ်အချိန်မြေအားအနက်6မိုင်မှာပကနေကျု3.3အဆင့်ရှိရက်မြေငလင်ငယ်တစ်ခုလှုပ်ခတ်သွားကြောင်းသိရပါတယ်၄ပဲခူးတန်းဒေသကြီးတောင်ငူအနီးနနက်9:54မိနစ်အချိန်မြေအားအနက်6မိုင်မှာပကနေကျု3.3အဆင့်ရှိရက်မြေငလင်ငယ်တစ်ခုလှုပ်ခတ်သွားကြောင်းသိရပါတယ်၅မဲကြီးလာနီး ပကနေကျ PowerPoint ဆင့်အစင်ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်သွားပါတယ်။မျိုးလာနေပကနေကျ2.7အစင်ရှိတဲ့ငလင်ငယ်တစ်ခုလှုပ်ခတ်သွားပါတယ်။ကောင်းပြင်ဦးရင်နေပကနေကျ3.2အစင်ရှိတဲ့ငလင်ငယ်တစ်ခုလှုပ်ခတ်သွားပါတယ်။၈ဇေယကြီးနေမဂနေကျ2.8အစင်ရှိတဲ့ငလင်ငယ်တစ်ခုလှုပ်ခတ်သွားပါတယ်။9နေပြည်တော်တကောင် ညနေ4:58မိနစ်အချိန်မြေရောင်းနဲ့6မိုင်မှာပကနေကျုဖောပိုင်ဝမ်အစင်ရှိရဲ့ငလင်ငယ်တစ်ခုလှုပ်ခတ်သွားကြောင်းသိရပါတယ်။အားလုံးသောမြန်မာနိုင်ငံသားအပေါင်းငလင်ဘေးနဲ့တကွဘေးပေါင်းရန်ပေါင်းကိုအောင်မြင်စွာကြော်ဖြတ်နိုင်ပါစေလို့ဆုမွန်ကောင်းပို့သပါရခင်ဗျာ။